तपशौचं दया सत्यम् इति प्राधाकृते कृतः अधर्मं शेस्त्रयो भाग्नाः स्मया सङ्गमदैस्तव श्रीमद्भागवतम् य गणाजी चे अखासकुन्यपारा नसने लीमा ऋषिद् महाराज का धर्म को त्योहार ကောင်းမြတ်သောခေတ်ဆိုတဲ့စတဲ့ယူကမှာတဲ့အခြေခံသဘောတရား၄ခုဆိုတဲ့6 4ချောင်းပေါ်မှာရပ်နေခဲ့ပါတယ်တဲ့အဲ့ဒါကဘာလဲလို့ဆိုရင်ချိုးကြံခြင်းတန်ရှင်းခြင်းကရုဏာတရားနဲ့မှန်ကန်ခြင်းဆိုတဲ့6 4ချောင်းမှာရပ်နေတာဖြစ်တယ်ဒါပေမဲ့6 3ချောင်းဟာဒီအချိန်မှာကျိုးသွားခဲ့ပြီလို့ မြင်ရပါတယ်တဲ့အဲ့ဒါဟာတဲ့ဘာကြောင့်ရိုက်ချိုးခံရလဲလို့ဆိုရင်မာနကြောင့်အမျိုးသမီးပေါ်မှာတတ်မှတ်တဲ့စိတ်နဲ့မူရဲ့စေဝါစရတွေကြောင့်အဲ့ဒီခြေတော်ကုံကြောင့်ဟာရိုက်ချိုးခြင်းခံရပြီလို့ထင်ရတယ်ဆိုရဲကကြတော့ဒီခစ်ကြီး၄ခုရှိတယ်ခစ်ကြီး၄ခုရှိတဲ့အခါမှာ आणि सत्य त्रिता द्वापर कली किती लिहू शी सत्य युग सुरा ते सा टया ती रेखे न त्रिता युग सुरा गा न तो बरो दी खे ये तटान आले प्रथम सत्य युग मा तटान हा ने पाव ततें शी रे लुरे ये तटान हा पी लो शी न त्रिता युग यावला रे खा मा लुरे ये तटान हा ने पाव ततां द्वापर युग मा ने पाव तठां अउ कली युग मा ने पाव तया न सुरा ဒီခစ်ကတဖြည်းဖြည်းဆုတ်လာတာပေါ့နော်ကောင်းမြတ်ကောင်းတဲ့ခစ်ကနေပြီးတော့မကောင်းတဲ့ခစ်ကိုဆုတ်လာတဲ့အခါမှာဒီဓမ္မဆိုတဲ့ဒီနော်ဒီမှာတော့ပရိရှိသမဟာရာဇ်ကတိုင်းငန်းလဲရတဲ့အခါမှာသူကဘာကိုတွေ့လဲလို့ဆိုရင်ခြေတော်၃ချောင်းရိုက်ချိုးခံထားတဲ့နှစ်တိုးတောင်ကိုတွေ့တယ် နော်အဲကျွန်တော်သူကြောင့်ကျွန်တော်ကလည်းသိုးတကောင်ကိုတွေ့တဲ့အခါကျတော့ तू ကအဲ့ဒါကိုမေးကြည့်တဲ့အခါကျတော့ तू ကဘာလို့ဖြစ်နေလဲဆိုတော့ဓမ္မကိုကိုစားပြုနေတယ်ဒီက तू ကနော်ဓမ္မကိုကိုစားပြုနေတဲ့အခါကျတော့နော်ဒီနော်နတ်တို့ရဲ့ခြေတော့တိုက်တယ်နော်ဒီခြေတော့၃ချောင်းကခြေတော့၄ချောင်းကဘာကိုကိုစားပြုလဲလို့ဆိုရင်နော်ဒီစတ်ဒီအော်ဒီ မန်မန်ကန်ခြင်းတော့တန်ရှင်းခြင်းချိုးချမှုကိုကျင့်ခြင်းနောက်ဆုံးတစ်ခုကစတ္တယတပဆုံးချက်နောက်စတ္တဆိုတာမန်ကန်ခြင်းတရားဆိုတာကရုဏာတရားနောက်ပြီးတော့တပစတ္တတပမန်ကန်ခြင်းတစ္ဆာတရားနောက်ပြီးရင်ချိုးချမ်းခြင်းနဲ့တန်ရှင်းခြင်းဆိုတော့ကိုယ်ကိုဓမ္မနဲ့အညီနေတယ်ဆိုတဲ့လူတစ်ယောက်ပါတဲ့ ဒီအခြေခံ၄ခုကိုကျွန်တော်တို့ကယူထားအောင်ဟုတ်ဆိုတော့ဒါကြောင့်ဒီကရစ္စတနုဒရီတဲ့အသင်ရဲ့အခြေခံစီကံ၄ခုဟာဒီဓမ္မရဲ့ခြေောက်၄ချောင်းပေါ်မှာတည်ထားတာဖြစ်တယ်ဟုတ်စတ္တဆိုရမှန်ကန်ခြင်းကမှန်ကန်ခြင်းကိုပြဖို့အတွက်လူတွေဟာလောင်းကစားကိုမလုပ်ရဘူးဟုတ်တပတ်ဆရာကိုကျင့်ရမယ်ဟုတ်ပြီးရင် တော်ရောက်ဆိုတာကကရုဏာတရားကိုပြတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာသူများအသက်ကိုမတက်ဘူးမဆောက်ဘူးဒါကရုဏာတရားကိုပြတယ်ဟုတ်ဒီတန်ရှင်းစင်ကြယ်ခြင်းကိုပြဖို့အတွက်ကိုကာမမှုကိုမိုင်းယွန်းစွာမကျင့်နော်ဆိုတော့ဒီအခြေခံ၄ခုကိုကျွန်တော်တို့ကဒီဓမ္မရဲ့အခြေခံ၄ခုပေါ့ဆိုတဲ့အခါမှာနော်ဒီအခုခေတ်မှာဒီ၆၃ချောင်းကကျိုးနေတယ် နော်မှန်ကန်ခြင်းတစ်ခုပဲနည်းနည်းလေးကြံတော့တယ်လို့ပြောရတယ်။တခြားသုံးခုလုံးဟာကျိုးနေတယ်။ဆိုတော့နော်အဲ့ဒါကိုတဲ့နော်ဘာကနေပြီးတော့မှဒီနော်ချိုးသွားလဲလို့ဆိုရင်ဒီနော်ခြေတော်သုံးချောင်းကိုကျိုးမာနရဲ့နောက်တစ်ခုဘာပြောထားလဲ။နော်မာနရဲ့ပြီးတော့အမျိုးသမီးတွေပေါ်မှာနော်ဒီတက္ကနာစိတ်နော်နော်အမျိုးသမီးတက္ကနာစိတ်နောက်တစ်ခုဘာပြောထားလဲ။ အခုဒီ၃ခုကြောင့်ကျွန်တော်တို့ဒီမှာအကုန်လုံးအခုဒုက္ခရောက်နေပါတယ်ပြောရလဲလောင်းကစားလို့လောင်းကစားလောင်းကစားပေါ့ intoxication လူရဲ့စေဝါးတော့လူရဲ့စေဝါးဆိုတော့အခုအခုခေတ်ကိုကြည့်ပေါ့အခုခေတ်ကိုဒီချာလေ့လာကြည့်လို့ရှိရင်เนาะအခုခေတ်မှာအခုလုံးနဲ့စီးပွားရေးလုပ်ငန်းတွေကြည့်ပါလို့စီးပွားရေးလုပ်ငန်းတွေအားလုံးဟာဘယ်ပေါ်မူတည်ထားလဲလို့ဆိုရင်ဒီကလေးယုတ်ရဲ့တကယ်နေရာဝင်ယူလိုက်တဲ့ ီ3ခုပေါ်မှာမူတည်ထားတာတွေ့ရမှာကလေးရုပ်ကเนาะလူတွေအားလုံးဟာဒီအချိန်မှာเนาะဒီမူရဲ့ဆေးဆိုတဲ့ဥစ္စာကိုတော်တော်ကိုကြည်ကြည်ပြန်သုံးဆွဲလာအခုဘဝညာလည်းကြည့်ပေါ့เนาะမူရဲ့ဆေးဟာအားလုံးရဲ့အင်မတန်ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်လာတယ်เนาะမူရဲ့ဆေးကဘယ်ဟာစလဲဆိုရင်ဒီဆေးလေးကနေစလာเนาะဆေးလေးစားတော့တယ်ကွန်းစားစားတယ်เนาะကိလေဆေးလေးတော့တယ်ကွန်းစားစားတယ်ဒီလောက်ကဘာမှဖြစ်ပါဘူးသူတို့ရှင်လေအဲ့ဒီကတစင်တက်ရင်တက်ရင်ဘာဖြစ်လဲအရက်ကိုရောက်တယ်အရက်ကနောက်တစ်ဆက်တက်တစင်တက်တဲ့အခါကျတော့ဘာရောက်လာလဲဆိုရင် နော်ဒီ music ဆိုတဲ့အဆင့်ကိုရောက်လာ tablet တွေတောက်တယ်နော်ဆေးတွေတောက်တယ်နော်အဲ့ဒီအဆင့်ကိုရောက်လာပြီးတော့မှဒီအမျိုးသမီးတွေရဲ့အကျင့်စရိတ်တပြက်ပြားခြင်းနဲ့ယောက်ျားတွေရဲ့အမျိုးသမီးတွေကိုအလွဲသုံးစားလုပ်တာပေါ့သူတို့တကယ်မှနော်အမျိုးသမီးတွေရဲ့အကျင့်စရိတ်တကိုဖျက်ဆီးပြီးတော့မှနော်အဲ့ဒီအမျိုးသမီးတွေနဲ့အလွန်အမင်းဒီတနာကျူးတယ်ဆိုတဲ့အဆင့်ဟာဒါအခုခေတ်မှာထင်ထင်ရှားရှားဖြစ်လာကြိုက်တဲ့နေရာကတော့ကာရာအိုကေရှိတယ်နော်ကြိုက်တဲ့နေရာက နော်ဟိုတယ်တွေရှိတယ်ကြိုက်တဲ့နေရာတော့ဒီမကောင်းတဲ့နေရာတွေရှိတယ်ဆိုတော့ဒါတွေအားလုံးဟာဒီကလီယုဂ်မှာတင်းတင်းရှာရှာဖြစ်လာတဲ့နေရာတွေဟုတ်တယ်နော်ဆိုတော့နော်ကလီယုဂ်မှာမွေးလာတဲ့ကျွန်တော်တို့ဟာဒါရဲ့သားကောင်ဖြစ်လာတာသူကျွန်တော်တို့အပြစ်မဟုတ်ဘူးနော်ကလီယုဂ်မှာရှိတဲ့လူတွေအားလုံးဟာနော်ကလီယုဂ်ရဲ့သားကောင်တွေဖြစ်နေကြတာသူကပတ်ဝန်းကျင်အခြေအနေကအဲ့လိုမျိုးဖန်တီးထားတာကျွန်တော်တို့ နော်တတ်တတ်လို့စားဖို့မလွယ်တဲ့နေရာဒါရကရုဏာတရားကိုပြဖို့ဆိုရင်နော်လူတယောက်ကတတ်တတ်လို့စားတယ်ဆိုတာဘာကိုပြလဲဆိုရင် तू ကကရုဏာတရားရှိတယ်ဆိုတာကိုပြတာ तू ကနော်ကိုကြောင့်တိရစ္ဆာန်တွေမတည်ရဘူးမတတ်ရဘူးသူတို့ကိုမစားရဘူးဆိုတာကရုဏာတရားရဲ့ပြရုပ်ပဲနော်ဆိုတော့နော်ဒါပေမဲ့ပတ်ဝန်းကျင်အခြေအနေကနော်ဒီတတ်တတ်လို့စားဖို့ကိုမလွယ်တဲ့အနေထားဖြစ်တယ်နော်အခုကျွန်တော်ထိုင်းနိုင်ငံသွားရဆိုရင်လေနော်ဟိုမှာဘန်ကောက်မှာဆိုနေတဲ့ဘက်လွယ်တယ်တခြားနေရာအဲ့တောင်ပိုင်းရောက်သွားရဆိုရင် ော်ဖူကက်တို့ဘာလို့ကရာဘီလို့ရောက်တယ်ဆိုတော့အဲ့မှာတတ်တလွတ်ဆိုတဲ့ဥစ္စာစားဖို့တော့တကယ်လို့ခရီးသွားလို့နော်အပြင်မှာတကူစားရပြီလို့ဆိုရင်အဲ့တတ်တလွတ်စားဖို့ဆိုတာကိုခက်နေတာနော်စားခြင်းတော့ဟိုမြန်မာပြည်မှာလည်းဒီလိုပဲလေခရီးသွားလို့ရှိရင်တတ်တလွတ်စားဖို့ပဲဖြစ်တယ်ဆိုင်မရှိဘူးတတ်တလွတ်စားတဲ့လူတွေရောက်ပဲမရှိဘူးအိန္ဒိယမှာတော့တော်တော်အဆင်ပြေတယ်အခုဒီအိန္ဒိယမှာတော့ကြိုက်တဲ့နေရာကတတ်တလွတ်ဆိုင်ကတော့မရှိရနဲ့မရှိဘူးတတ်တလွတ်ဆိုတဲ့နေရာရှိတယ်ဆိုတော့ဒီကလေးယူရဲ့အခုအခုခင်တဲ့စုတ်ကကာလာရဲ့အနေအထားကိုကဘာဖြစ်လာလဲလို့ဆိုရင် နော်ကောင်းတာလို့ဖို့ခက်လာတယ်တဖြည်းဖြည်းမကောင်းတာလို့ဖို့ကိုလွယ်လာဟုတ်လားအခုကျွန်တော်တို့ဟိုတကောက်လာတော့ဆိုပြောတယ်အခုမျိုးတွေမှာပါဖြစ်လဲမူရဲ့ဆေးပြားတွေဟာတဲကြီးတော့ရောင်းသလိုဝယ်လို့ရတယ်အခုကနော်ဘန်းပေါ်လက်ပြီးရွက်ရောင်းနေတဲ့အဆင့်မှာရှိတယ်နော်လွယ်လွယ်ကူကူလေးကြိုက်တဲ့နေရာမှာမူရဲ့ဆေးပါးဆိုတော့ဝယ်လို့ရတယ်နော်တတ်တလုတ်ကိုစားလို့လွယ်မလွယ်ဘူးမူရဲ့ဆေးပါးကိုကြိုက်တဲ့နေရာမှာဝယ်လို့ရတယ်ဆိုတော့ကျွန်တော်တို့အားလုံးဟာဒါရဲ့တားကောင်ဖြစ်လာတာအခုစုပ်ကပ်ကာလရဲ့တားကောင် သူတို့တွေဟာတကယ်တမ်းပြောမယ်ဆိုရင်တော့လူတွေဟာနော်ကိုကိုကိုဒါမကောင်းဘူးဆိုတာသိရနေလေနော်အဲ့ဒီထက်ကိုဝင်တိုးနေကြတာနော်ဒါကြောင့်ရှင်ရပရုပ္ပါဒီမှာပိုးဖလံမျိုးမိကို တိုးစေတဲ့ဥပမာပေးထားတာနော်ပိုးဖလံကောင်းတွေဟာမီးဟာသူတို့ထင်တာကမီးဟာအင်မတန်ကောင်းတယ်အင်မတန်လင်းတယ်အဲ့ထက်ကငါသွားလို့ရှိရင်ပျော်မယ်ထင်ပြီးတော့ဝင်သွားတာတကယ်လားပြောမီးလောင်ဖို့တော့ဘယ်တော့ဝင်လာမဟုတ်ဘူးလေဟုတ်လား तू ပျော်မယ်ထင်လို့ तू ဝင်သွားတာမီးထက်ဘူးဒါပေမဲ့ အဲ့ဒီလင်းနေတဲ့လက်နေတဲ့ဥစ္စာကြီးကသူ့ကိုတပ်လိုက်မှာနောက်ဆုံးကိုပလန်ကောင်ကအတောင်ကိုမီးလောင်ပြီးတော့သူကအောက်ကိုကျပြီးနောက်ဆုံးသေတာဆိုတော့ကျွန်တော်တို့အလုံးကလည်းဘာဖြစ်လဲဆိုရင်ဒီမကောင်းမှုကိုကျွန်တော်တို့ကနော်လင်းနေတယ်လက်နေတယ်တအားပျော်စရာကောင်းမယ်ဒါရင်ကလုပ်ရရှိရင်ငါပျော်လာမယ်ဆိုပြီးအဲ့လိုလုပ်ပြီးကျွန်တော်တို့ကလုပ်တယ်ဒါရုပ်ဝင်တိုးနေတာနော်ဒီဒါကြောင့်နော် iskon ကဒီဒီနော်ဒီဆိုင်ခရစ်စတန်လုံးတွေတဲ့ iskon ကနေပြီးတော့မှ နော်အစ်စကောလိုလိုက်နာတဲ့သူတွေအားလုံးဟာနော်ဒီဓမ္မရဲ့အခြေခံ၄ခုကိုကဘာမှပြန်ပြီးတိဆောက်ဖို့ကြိုးစားနေတယ်။နော်လူဆိုတာမမှန်ကန်ရှိရမယ်တစ္ဆာရှိရမယ်။နော်စက်တရားနော်ပြီးရင်တပချိုးချံခြင်းကိုကြည့်အောင်အခုကျွန်တော်တို့မနေ့ဆောရီမှာထိုင်ပြီးတရားပြောနေတယ်ဟုတ်တာဒါဒါလူများတွေအိတ်နေအချိန်မှာကျွန်တော်တို့ထားလိုက်တာထားလိုက်ဆိုတာဒါချိုးချံမှုကိုကျင့်တာပဲ။ဟုတ်လားစိတ်ကိုလွတ်ထားပြီးပြီးတော့မှဆိုချိုးချံမှုဆိုတာဘာလဲလို့ဆိုရင် စိတ်ကိုသူဖြစ်ခြင်းတဲ့ဥစ္စာကနေခဏလေးဆွဲထုတ်ပြီးတော့ဘုရားတရားအတွက်ကိုလုပ်ပြတာကိုချိုးချန်နေလို့ခေါ်တယ်။ဟောတော့သူများလေးအိမ်နေတဲ့အချိန်မှာတော့ကျွန်တော်ကထားတယ်ထားပြီးတော့တရားနာတော့တရားဒါချိုးချန်နေတယ်။ဆိုတော့ဒါမလုပ်လို့မရဘူးမလုပ်လို့မရဘူးဆိုတာတကယ်လို့ဒါတွေမလုပ်တိုင်းချိုးချန်ခြင်းကိုမကျင့်ထားတဲ့လူတယောက်ဟာသူကမကောင်းဘူးကိုသွားမှစိတ်ကသူပြန်ဆွဲလို့မရဘူးကျွန်တော်တို့အားလုံးကတော့သိတယ်သူကိုစိတ်လေးတောင်းတဲ့လူတယောက်ကိုမေးကြည့်နော် သူဒီဆေးလေးတောက်တာမကောင်းဘူးဆိုတော့သူတည်တယ်ဒါပေမဲ့ဆေးလေးရဲ့သားကောင်ဖြစ်နေတာကွာအရက်တောက်တယ်လို့လည်းမေးကြည့်အရက်တောက်တော့မကောင်းဘူးသူတည်ဒါပေမဲ့သူ့ရဲ့သားကောင်ဖြစ်နေတာနော်အဲ့ဒီအဲ့ဒီဆွဲမဲ့မှုကိုသူမတွန်းလန့်နိုင်ဘူးဖြစ်နေတာအဲ့တော့အဲ့ဒီဆွဲမဲ့မှုကိုတွန်းလန့်ဖို့ဆိုတဲ့ဥစ္စာကိုယ်မှာအားရှိမှရအောင်ဟုတ်လားတယောက်ကကျွန်တော်ကိုဆွဲနေတယ်ဗျာကျွန်တော်ကမလို့ချင်ဘူးလို့ပြောနေတဲ့အချိန်မှာကျွန်တော်ကအားကြီးလို့ရှိရင်သူကကျွန်တော်မဆွဲနိုင်ဘူးဆိုတော့အဲ့ဒီအင်အားဟာဘယ်ကလာမလဲဆိုရင်ဒီချိုးချန်ခြင်းကလာ မကောင်းမှုကိုမလုံမိအောင်ဆိုပြီးတော့မှနော်မကောင်းမှုမလုံမိအောင်ဆိုပြီးတော့ကျွန်တော်တို့အင်အားတစ်ခုတုံးရတယ်။နော်အင်အားတစ်ခုတုံးရတယ်။အဲ့ဒီအင်အားဟာဘယ်ကလာမလဲချိုးချံနေရလား။စိတ်ကိုလစ်ကျင့်ပေးရတယ်။မကောင်းမှုကိုမလုံဖို့အတွက်စိတ်ကိုလစ်ကျင့်ပေးရအဲ့ဒါကဘာလို့ခေါ်လဲချိုးချံနေလို့ခေါ်တယ်။နော်ဆိုတော့ဒီ is gone တီထားတယ်ဆိုတော့ဒီခုနကပြောတဲ့စီကန်၄ခုဆိုတာဒီပုံမှာတီထားတာကွာ။နော်ချိုးချံခြင်းကိုကြည့်ရမယ်စပ်ပြတ်တပါနော်တရား เนาะကျွန်တော်တို့မှာသူများကိုတနာကျင်တာလည်းစိတ်ဖြစ်လာရအောင်เนาะဆိုတနာကျင်တာလည်းဖြစ်လာဖို့ဆိုတာကလူတွေပေါ်မှာပဲမဟုတ်ဘူးတိရစ္ဆာန်တွေပေါ်မှာလည်းကျွန်တော်တို့မှာတနာကျင်တာလည်းစိတ်ရှိအောင်เนาะအခုကတော့ကျွန်တော်တို့ထင်တာကတော့ရိုးရိုးလေးထင်လိုက်တာပါလဲလို့ဆိုရင်ဒီတတ်တလို့စားတဲ့ကိစ္စနဲ့သူများအသက်ကိုမစားသူများအသက်ကိုမတန်းနဲ့မစားနဲ့ဆိုတဲ့ကိစ္စမှာကျွန်တော်တို့ရိုးရိုးလေးထင်လိုက်တာကအော်ဒီအသားလေးတစ်လုံးစားလိုက်လို့ ငါလည်းတတ်တာမဟုတ်ဘူးကျွန်တော်အများကြီးဒီလိုယူဆကြတယ်ငါလည်းတတ်တာမဟုတ်ဘူးဟုတ်လားဒါသူများတတ်လိုက်တာငါဈေးထဲမှာဝယ်လိုက်တာသို့မဟုတ်သူများချက်ထားတာငါစားလိုက်လို့အကုဒ်တော့မဖြစ်ဘူးလို့ကျွန်တော်ကထင်ထားတာမနုဓမ္မတယမနုသမိတာဆိုတဲ့ကျမ်းရှိတယ်ကျွန်တော်ဒီမှာမနုသမိတာယနော်တရိစံကိုရောင်းတဲ့သူနော်တတ်တဲ့သူနော်တတ်တဲ့တတ်တရိစံကိုတတ်တဲ့သူမွေးတဲ့သူတတ်ဖို့အတွက်မွေးထားတဲ့သူ အိမ်မှာစိတ်တကောင်မွေးထားတယ်ဆိုပါစို့ကြက်တကောင်မွေးထားတယ်မွေးတဲ့သူကအဲ့ဒါကိုတတ်တဲ့သူကအဲ့ဒီအသားကိုရောင်းတဲ့သူကအဲ့ဒီအသားကိုဝယ်တဲ့သူကအဲ့ဒီအသားကိုချက်တဲ့သူကအဲ့ဒီအသားကိုကျွေးတဲ့သူကအဲ့ဒီအသားကိုစားတဲ့သူအားလုံးဟာတဲ့အတူတူအပြစ်ပေးခြင်းခံရမှာကျွန်တော်ကရောင်းပဲရောင်းလိုက်တယ်ဆိုတော့ကျွန်တော်ကစီးပွားရေးလုပ်လို့ကျွန်တော်ကရောင်းလိုက်တယ်ဆိုတော့လည်းမရဘူး ကျွန်တော်ကကျွန်တော်တော့မစားပါဘူးသူများအတွက်ကျွန်တော်ချက်ပေးတယ်ဆိုတော့မရဘူးเนาะဘာကြောင့်လဲဆိုရင်เนาะလူတမ်းမှုတစ်ခုကျူးလွန်လို့ဆိုပါဆိုလူတမ်းမှုတစ်ခုမှာကျူးလွန်လို့ရှိရင်အဲ့လူတမ်းမှုမှာပါဝင်ပတ်သက်တဲ့သူတွေအားလုံးကိုဘာလုပ်လဲအပြစ်ရှိတယ်လူတမ်းမှာတရားရုံးကเนาะတယောက်ကခေါ်လာပြီးတယ်တယောက်ကတတ်တယ်တယောက်ကအရာကိုခုတ်တယ်တယောက်ကသူ့ကိုသွားပစ်တယ်တယောက်ကသူ့ကိုမမြင်အောင်ဖုံးတာတယ်ကြိုက်တာလို့လူတမ်းမှုပေါ်ပြီဆိုတဲ့အခါရှိတဲ့အကုန်လုံးပါပြည့်လဲဆွဲခံရအောင် င်းဘာလို့မပြောလဲမင်းဘာလို့ခေါ်လာလဲမင်းဘာလို့ဒီလိုလုပ်လဲအကုန်လုံးပါလာဒီတိုင်းပဲနော်တရိစ္ဆာန်တကောင်တတ်ဖြတ်ခြင်းမှာပါရဝင်တဲ့လူတွေအားလုံးဟာအပြစ်ရှိတယ်ဟုတ်ဆိုတော့ပြီးတော့နောက်တစ်ခုနောက်တစ်ခုကလည်းဗာလဲစဉ်းစားယူရဆိုရင်ဒီလူခန္ဓာကိုယ်ကနော်ဟိုတတ်တလို့ရှင်သေးတကောင်ကိုကျွန်တော်တတ်တလို့စာခိုင်းလို့မရဘူးရှင်သေးကိုထမင်းနဲ့ပဲဟင်းနဲ့သွားကျွေးလို့တော့ဘာမှမစားဘူးသိကြတယ်လားလို့ ဟုတ်လားကျင်တဲ့ကိုတသက်လုံးစားခိုင်းလို့မရဘူးသူခန္ဓာကိုဖွဲ့စည်းဝင်ပါလိုက်သူကအသာစားကိုစားရအသာကြီးတုံးပေးလိုက်အဲတနေ့လုံးသူအေးဆေးနေနိုင်တယ်နော်လူခန္ဓာကိုအဲ့လိုမဟုတ်တာကိုနော်လူခန္ဓာကိုအဲ့လိုမဟုတ်တာနော်ဆိုတော့လူခန္ဓာကိုဆိုတဲ့ဥစ္စာကတသက်လုံးစားပြီးတော့ကောင်းကောင်းမွန်မွန်နေနိုင်တဲ့ခန္ဓာကိုအခုကနော်ကင်ဆာလို့ပါလို့ယောဂဖြစ်ပြီးဆိုရင်ဆရာဝန်တွေကပြောတယ်တသက်လုံးစားဖို့အရင်ဆုံးပြောတယ်နော်ဆိုတော့အသားကပြောတယ်တော့အရင်ဆုံးတသက်လုံးစားလို့ပြောတယ်ဆိုတော့ အခုလကရုဏာတရားရဲ့ရှုတောင်းကပဲကြည်ကြည်ကျမ်းမာရေးရှုတောင်းကပဲကြည်ကြည်နော်ကြိုက်တဲ့ရှုတောင်းကကြည်တိရစ္ဆာန်တွေကိုတနာကျင်လာတာကပဲကြည်ကြည်ကြိုက်လို့ကြည်နော်သိပ္ပံပညာနည်းရပဲကြည်ကြည်ယောဂဗေဒရပဲကြည်ကြည်နော်သူများရဲ့အသားကိုစားတာဟာသိကောင်းတဲ့ကိစ္စပို့လို့လာနော်ဆိုတော့ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုကပြောတယ်တားကောင်ဖြစ်ခြင်းဆိုတဲ့အနေထားနေကျွန်တော်တို့ကကိုရအောင်နော်ဒီတားကောင်ဖြစ်တဲ့နော်ဒီမာယာဟာထောင်ချောင်းဆင်ထားတယ် နော်လူတွေကိုလာပါလာပါလို့သူကခေါ်နေတယ်ဟုတ်လားဒီပိုးပလံမျိုးပိုးပိုးပလံကောင်ကမီးကိုသူတွေးတဲ့ကမီးကသူ့ပါလေလာပါလာပါခေါ်လာ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 ငါတအားလင်းနေငါတအားလာတယ်ငါစီဝင်ခဲ့တကယ်သွားတဲ့ခါပဲသူလောင်သွားလာအခုကျွန်တော်တို့အလုပ်တွေလုပ်နေတဲ့အလုပ်တွေအားလုံးဟာကိုယ့်ကိုလောင်စေတဲ့မီးတွေပဲဒါဒီအားလုံးကသူများဘာမှတော့ကပြေတော့ကိုယ့်ကိုတော့ကပြေမီးတွေနော်ဆိုတော့ဒါကိုတွန်းလိုက်ရမယ်ကျွန်တော်တို့ကအင်အားတစ်ခုယူရအောင် ဟိုလူတယောက်ကကျွန်တော်ကြောက်တဲ့ဆွဲချတယ်ကျွန်တော်ကအင်အားရှိတယ်ဆိုရင်တော့သူ့ကိုတော့သူ့ရဲ့ဆွဲတဲ့ဥစ္စာကိုကျွန်တော်လက်လွတ်ပြီးကျွန်တော်အပေါ်ပြေးတက်သွားလို့ရတယ်ဒီတိုင်းနဲ့နော်ဒီကလီယုတ်ကြီးရဲ့လွှမ်းမိုးမှုကကျွန်တော်တို့ကိုကားကောင်ဖြစ်အောင်သူကညှို့နေဇပကြီးမွေကကိုယ့်ကိုညှို့နေသလိုပေါ့နော်သူကညှို့နေဒါပေမဲ့ကျွန်တော်တို့ကနော်တရားညံနဲ့နော်ဘုရားရှင်ရဲ့တာဝကတွေအားလုံးနဲ့ပူပေါင်းပြီးကျွန်တော်တယောက်တည်းလုပ်လို့မရဘူးဒီကိစ္စကဟောအခု ဟောဟိုအခုကောင်းတာလုပ်မယ်ဆိုအခုဘိတ်မှာဆိုပါဆိုနော်အားလုံးပေါင်းပြီးလုပ်တဲ့ခါကျမှလုံနိုင်လုံနိုင်ဖို့အင်အားဖြစ်လာတယ်သူကကျွန်တော်တယောက်တည်းလာနေပြီးကျွန်တော်တည်းပရိသတ်မြေပါကြောက်ကြောက်မခံဘူးဒါလစ်ပေါ်မှာနော်အဲ့တော့အားလုံးပေါင်းပြီးတော့ဒီအင်အားကိုကျွန်တော်ယူရမှာနော်ကလီယုတ်ရဲ့ဒီဆွမ်းမက်ဆရာကောင်းတဲ့နော်ဒီဆွမ်းမက်ဆရာကောင်းတဲ့ဆွဲဆောင်မှုတွေရဲ့တားကောင်မဖြစ်သွားအောင်ကျွန်တော်ကိုယ့်ကိုကာကွယ်ရနော်ဒါကြောင့်နော်အဲ့လိုကာကွယ်ဖို့ဆိုတာဟာတဲ့ ရှိလာပရောဘာကမှာရေးထားလို့ဆိုကိုကိုအဲ့လိုတားကောင်းမဖြစ်သွားအောင်ဆိုဖျားရှင်ကိုခုလို့ရအင်းအားဖျားရှင်စီကလာမှာနော်ကိုကကိုကျွန်တော်ကိုကကိုကြိုးစားလို့မရဘူးနော်ဖျားရှင်ရဲ့တာဝကတွေအားလုံးရဲ့အင်းအားကျွန်တော်လိုတယ်ဖျားရှင်အင်းအားလိုတယ်ဖျားရှင်ရဲ့နာမတော်ရဲ့အင်းအားလိုတယ်နော်အခုကျွန်တော်ဗတိစိတ်ခိုင်းနေဟုတ်တယ်မလားဗတိစိတ်ပါဗတိစိတ်ပါဘာကြောင့်လဲအတွင်းထဲမှာအားဖြစ်အောင် ဲ့အတွင်းထဲကအားမအားမရှိအခုကျွန်တော်တို့ခုလုံးနေမကောင်းမှုတွေအားလုံးအတွင်းထဲမှာအားမရှိလို့လေဟုတ်လားတီးတော့တီးတယ်ဒါဒါမလုံးသိမ့်ဘူးဆိုတာတီးတယ်ဒါပေမဲ့အားမရှိဘူးတတ်နိုင်ကွာဥမာတကယ်ချင်းတယောက်ကအရက်တော့မလာခေါ်တယ်ဆိုပါစို့နော်ကိုကသိမ့်မခိုင်ပါတဲ့အခါကျတော့ तू ကပါလေ तू ကတစ်ခေါက်ပြောတယ်ဟာမလုံးပါနဲ့ကွာငါဒီနေ့အရက်ဒီနေ့အရက်မတော့ဘူးဆုံးဖြတ်ထားတယ်လို့ပြောမယ် तू ကနော်ဒါပေမဲ့တကယ်ကြအတင်းပြောတဲ့အခါကျွန်တော်မှရှိတဲ့အားပါပဲလေညော့သွားတယ်ညော့သွားတဲ့အခါကျတော့အေးမထူးပါဘူးဒီနေ့တည့်ရက်ပဲနော်ဆိုလိုက်ပါလား နော်ဒါအထဲမှာအားမရှိတော့အထဲမှာအားရှိတဲ့သူကမင်းကြိုက်တဲ့လောက်ပြောမင်းကြိုက်တဲ့လောက်ခေါ်ငါ့ကိုလက်ဆွဲပြီးအရက်ဆိုင်မှာသွားထိုင်ခိုင်းအောင်ငါ့ရှိမှာအရက်ချထားအောင်ငါ့ထိမှာဘီယာချထားငါတော့တောက်မယ်ပေါ့ဘူးသူကအားရှိတော့အထဲမှာအားရှိတော့ဆိုတော့လောကုတ္တရာကိုရှောင်လန်းဖို့အတွက်ကကောင်းတဲ့အလုပ်ကိုလုပ်ဖို့အထဲမှာကြောင်းလို့ပါလို့အားလို့အခုကြောင်းသားတယောက်ဆိုပါလို့ကြောင်းသားတယောက်ကဆရာဝန်ဖြစ်ဖို့ဆိုတာသူ့စီမှာငါဆရာဝန်ဖြစ်ရမယ်ဆိုတဲ့အထဲမှာခိုင်မာတဲ့အားရှိမှသူကဆရာဝန်ဖြစ်မှုမဖြစ်ဘူး ဟုတ်လားဆရာဝန်ဖြစ်မယ်ဆိုတဲ့လူကသူကအဲ့ချင်းကိုလည်း online ကိုသူစူးစမ်းမှာငါဒီလိုအဲ့လို့မရဘူးငါဒီတစ်နှစ်တော့ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့နှစ်ဖြစ်တယ်အဲ့တော့ဒီနှစ်မှာငါနော်စောစောအဲ့မယ်အစောကြီးထမယ်ငါစာချက်နော်ဒီနေ့မနေ့ကကျတော့သူ့ကိုမေးတယ်ဘာလဲရိုဟိတ်ကိုဟုတ်လားဖုန်းမယ်ပါလဲဆိုတော့ကျွန်တော်လည်းဒီ share ရမ်းမှာကျွန်တော်ဖုန်းမကင်ကိုဆုံးဖြတ်လိုက်ပြီကျွန်တော်ဖုန်းကိုထားလိုက်ပြီဖုန်းရှိရင်ကျွန်တော်အနောက်အနောက်ပြက်အနောက်ဖြုတ်မယ်အဲ့တော့ကျွန်တော် ဆိုတာအားပဲဘယ်လိုလို့အားရလာလဲနော်လွန်ခဲ့တဲ့3 4 5လကသာသူ့ကိုဒီစကားပြောရင် तू तू မဒီအားမရှိဘူးမလားငယ်ရင်လည်းရှောက်လဲပဲဘွာလုံးအခုဘယ်ကနေအဲ့ဒီအားရောက်လာလဲဘုရားကျောင်းမှာဆိုရင်ဘယ်လနေလိုက်လဲတလားကျော်ဟမ်တလားကျော်တလားကျော်ဘုရားကျောင်းမှာသွားပြီးတော့နှစ်လနေလိုက်ဘုမဘာလို့လဲမလဲအစွဲလေးနိုင်ထားတယ်နော်ဒီစိတ်ရတယ်ဘုရားကျောင်းအလုံကျွေးကိုလို့ရတယ်အဲ့ဒီဟာတွေအားလုံးဘာဖြစ်သွားသေးလဲ तू အတင်းထဲမှာအားဖြစ်သွားသေးလား နော်ဘယ်သူမှကူးသူစီပြောစရာမလိုဘူးနော်ကျွန်တော်မနေ့ကမေးတယ်ဖုန်းရှိလားဆိုတော့လမ်းလျှောက်သွားရင်မေးတော့ဖုန်းရှိလားဆိုတော့ဖုန်းထားခဲ့ပြီတဲ့ဘာလို့လဲကျွန်တော်ဆယ်တန်းမှာတယ်ကျွန်တော်ဖုန်းကိုက်လို့မရဘူးနော်အဲ့လိုဆုံးဖြတ်နိုင်တာအထဲထဲမှာအားရှိလို့ဆုံးဖြတ်နိုင်တာလေဟုတ်လားဒီဖုန်းကငါ့ကိုဒုက္ခပေးမယ်ငါဆယ်တန်းမှာအမှန်အများကြီးလိုချင်ဒီဖုန်းကငါရန်သူပဲဒီကောင်ကငါခဏပစ်ထားမှရအောင်နော်တခြားလူဆိုရင်အားမရှိလို့ပြန်ဆောက်ဖုန်းကိုင်းပြီဆိုတာနဲ့ကျန်တဲ့အားလုံးဇာလန်းစပြီရုပ်ရှင်စကြည့်မယ်တငယ်ချင်းတွေနဲ့ပြောမယ် ပေါမလေးနဲ့ချက်တင်လုပ်မယ်အကုန်လုံးစမှာဒီ phone ကနေစမှာဒီတကားဖွင့်မှာဆိုတော့အခုနလိုဟစ်ကဒီလိုလုပ်လိုက်တယ်ဆိုတာ तू ကအထက်မှာအားဖြစ်အကြောင်းဖြစ်လာနော်ဘုရားအကြောင်းမှာရှိတဲ့ဘုရားတော်ကနဲ့ထိတွေ့မှုရှိတယ်ချိုးချံမှုကျင့်လိုက်တာဒီချိုးချံမှုဘာလို့အရေးကြီးလဲဆိုရင်မနေ့စောကြီးထားလိုက်တယ်ဒီချိုးချံမှုကိုလုပ်လိုက်တဲ့အခါအထက်မှာပါဖြစ်လာအားဖြစ်လာတယ်ကွာနော်ပတိစိတ်ကလည်းချိုးချံခြင်းကိုကျင့်တာပဲတတ်တလို့စားတယ်ဆိုတာအားချိုးချံခြင်းကိုကျင့်တာပဲ ဆိုတော့ဒါကြောင့်ကျွန်တော်ကပြောတာပတိစိတ်ပါပတိစိတ်ပါမနဲ့ sorry ထားပါပထမပိုင်းမလို့ဟုတ်တယ်နည်းနည်းအိမ်ညိုက်လေးမှဘာဖြစ်မယ်ညာဖြစ်မယ်ဖြစ်မယ်နောက်ပိုင်းကျရင်ဘာဖြစ်လာမလဲအထဲမှာအားတစ်ခုဖြစ်လာတယ်ကွာနော်အ sorry ထားတဲ့လူတယောက်ကပတိစိတ်တဲ့ခါမှာအယုံဆိုင်လို့ရလာတယ်နော်အ sorry ထားတဲ့လူတယောက်ကညာကိုစောစောအိတ်ဖြစ်တယ်ကွာဘာလဲညာဆိုအိမ်ညိုက်ပြီလေကွာနော်စောစောအိတ်ဖြစ်တယ်ပြီးတော့အတွင်းထဲမှာရှိတဲ့အားဖြစ်လာတဲ့အတွက်ကြောင့်နော် तू ကဆုံးဖြတ်တာမှန်လာတယ်ဘုရားသူ့လိုပေါ့နော် ဘသူမှသူ့ပြောတာမဟုတ်နော်ဖုန်းမကင်တယ်ဘသူပြောလဲဘသူမှပြောဘာလို့လဲသူ့ဟာသူစဉ်းစားလာနော်တရားတွေနားထောင်တယ်စဉ်းစားတယ်ဟာဒါကြီးကမဖြစ်ဘူးငါလုံးမဖြစ်ဘူးဆိုတော့လောကီမှာအောင်မြင်မှုပဲဖြစ်ဖြစ်လောကုတ္တရာမှာအောင်မြင်မှုပဲဖြစ်ဖြစ်အတွင်းထဲမှာအားလို့တယ်အဲ့ဒီအားဟာအခုနပြောတဲ့ချိုးချံခြင်းကိုခြင်းမှရလာနော်ချိုးချံခြင်းဆိုတော့ဘာလဲကိုယ်စန္ဒနဲ့စန့်ကျင်ပြီးတော့ကောင်းတာကိုလုပ်တာအဲဒါကိုချိုးချံခြင်းလို့ခေါ်တာကိုယ်စန္ဒနဲ့စန့်ကျင်ပြီးကောင်းတဲ့အလုပ်ကိုလုပ်တာနော်မလဲစောကြီးမထကြဘူးဘယ်သူထကြလဲဘယ်သူမှမထကြအောင်အားလုံး A C H နဲ့အဲ့ဒီ H နဲ့စ ဘာလို့လဲဆိုရင်เนาะအဲ့ဒီအောင်မနဲ့စောကြီးထားထားပြီးတော့တရားနာထောင်တဲ့အခါကျရင်အဲ့ဒီတနေလုံးအတွက်ဘာဖြစ်လာအားတစ်ခုရှိလာเนาะဗတိစိတ်လို့ကောင်းလာလဲအားရှိလာဟုတ်တယ်ငါတို့လုံးရမယ်မဟုတ်လားဒီသားကောင်မဖြစ်အောင်ငါ့အောင်ငါဘယ်လိုလုပ်ထိမ့်မလဲဒီเนาะဒီဒီလောကရဲ့ကလိယုတ်ရဲ့သားကောင်မဖြစ်သွားအောင်ငါကိုယ့်ကိုယ်ကိုဘယ်လိုထိမ့်မလဲเนาะငါဒီငါဒီနေ့ကစပြီးတကယ်စူးစမ်းဟုတ်လားအဲ့လိုပဲသူကဘာဖြစ်လာဖြစ်လာเนาะဒါကြောင့် တော့မနေ့ကလည်းကျွန်တော်ပြောလေဒါတွေဖြစ်ဖို့အတွက်ခြေလမ်းတလမ်းစတာရအခုပေါ့မနေ့ဆိုရင်တခါမှဒီလိုမျိုးတရားမနာဘူးအခုလာတယ်နားတယ်တော့ဒါစလိုက်လာတော့ဒါဟို၄နေကျော်မထားဘူးဆိုပြောလဲ၅နေလောက်တော့၄နေ၄နေခွဲလောက်ထားရတာပေါ့၅နေရောက်ဖို့ဆိုတာမဟုတ်လား၄နေခွဲလောက်ထားရတယ်လာရတယ်တရားနာတယ်တော့ပြီးရင်ဒီဗီဒီယိုစိတ်ရအောင် हरे कृष्ण महामंत्र हरे कृष्ण हरे कृष्ण 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 हरे 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 राम हरे राम 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 हरे हरे इबरी से ले दे सुराहा प्यासे ने ठीक भी लगा प्यासे ने ठीक भी लगा एक बार जाऊं तू मार ठहरे मार आप शिला दो ना आप शिला रे खा मार पठमा भाई मार मकाऊ ना गो लोग दाओ मकाऊ मार मती भी है ना तू प्योर भी लोग नहीं चलो आलो हम मकाऊ ना लोग रे खा मार ဟရိကရှနာနဲ့မထီးတွေ့တဲ့လူတယောက်ကနော်ချက်သားဟင်းတွေပါလေးစားနေတယ်ပါညာဆိုသူအဲ့လိုကမလုပ်လဲဘာမှသူမှသတိမရှိဘူးဟာငါတိတ်ကောင်းတယ်တင်းတော့ရှင်းဟင်းချက်လဲဟဲ့ချက်သားဟင်းချက်တယ်ကွာနော်ငါချက်ချက်တော့ကြိုက်မယ်လို့ငါချက်ပေါင်စားမယ်လို့နော်ဒီနေ့ငါစိတ်သားကိုနော်ပဲနဲ့ချက်မယ်လို့အာလူးနဲ့ချက်မယ် तू ကလောကသတိမရှိဘူး तू ကနော်ဒါလေးဟာတကယ်ကောင်းတဲ့ပစ္စည်းပဲငါတို့ဒီနေ့စားတယ်အိမ်မှာချက်သားဟင်းချက်တယ်ဆိုတာပျော်တယ်ပျော်ရွှင်စရာနေ့ပဲကျွန်တော်ထင်နေတာနော်ဒါပေမဲ့တဖြည်းဖြည်းထီးတူးလာတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုပဒီစိတ်လာလို့ဆိုရင် နောက်ဆုံးစားရင်တော့မှသူ့ကိုသတိလေးဖြစ်လာတယ်။နော်ငါစားတော့စားနေတယ်ဒါပေမဲ့ဒါကြီးကအများရန်ငါမဖြစ်သင့်ဘူးငါတော့တရက်ကြာရင်ဖြတ်ရမယ်သူသတိလေးဝင်လာတယ်ကွာ။နော်နောက်ပိုင်းကျရင်ဒီတက်ပို့ပြီးတဆင့်တက်လာရင် तू ကနော်စားတာစားနေရစားခြင်းစိတ်မရှိဘူးဖြစ်လာမယ်ကွာ။နော်ငါစားတော့စားနေရတယ်နော်ဒါဒီအားလုံးကငါ့အတွက်မကောင်းဘူး तू ကသူတိလာမှာနော်အထက်ရက်နော်ဒါအထက်ရက်အင်အားဆိုတာဒါကိုပြောတာ။နော်ငါဒါကိုမစားသင့်ဘူး तू ကသူတိလာ။ အရက်တောက်တာဒီတိုင်းပဲတခြားလို့လောက်တာတကယ်မကောင်းတာအကုန်လုံးလောက်တာအထဲထဲကနေပြီးတော့ तू ကငါလုံတော့လုံနေတယ်ဒါမဲ့ဒါအမကောင်းဘူးဆိုတဲ့သတိထက်ခါတည်းလည်းဖြစ်လာတယ်ကဲဟုတ်ထက်ခါတည်းလည်းဖြစ်လာအဲ့လိုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာနောက်ပိုင်းကျတော့အင်အားကတကယ်ကောင်းလာတဲ့ခါကျရင်တော်ပြီကွာငါဒီနေ့ကစရင်ငါလုံမယ်ဒါလည်းငါမလုံတော့ဘူးဟောဘလောက်ပဲအခက်အခဲဖြစ်ဖြစ်နော်ဘလောက်ပဲအခက်အခဲဖြစ်ဖြစ်ငါတော့ဒါကိုမလုံတော့ဘူး ူကဟိန္ဒူတယောက်ဆိုပါဆိုခရီးသွားတယ်ဆိုပါဆိုမဟုတ်လားဟိန္ဒူတယောက်ခရီးသွားလို့ရှိရင်နော်သူကဟိန္ဒူကအမေသားမဆောင်နော်ခရီးသွားတဲ့ခါမှာဆိုင်မှာသွားတဲ့ခါအမေသားပဲရှိတယ်ဝတ်သားပဲရှိတယ်ပြောတယ်ဆိုပါဆိုကျွန်တော်တို့ကမတူးပါဘူးကဲဖက်စားပလိုက်မယ်အမေသားပြောမလားမပြောဘူးလေသူဘာပြောမလဲအော်ကျွန်တော်တို့မြေပဲလေးနဲ့ဗာနဲ့ညာနဲ့ကျွန်တော်ပေးလိုက်ပါနော်စီလေးနဲ့စားလေးနဲ့ကျွန်တော်မြေပဲနဲ့ပြကျွန်တော်အမေသားစားလို့မရဘူးနော်သူ့မှာပါလေအထက်ထဲမှာခံယူချက်ရှိလို့လေသူမစားဘူး ဟုတ်လားအခုမွတ်စလင်တယောက်ပေါ်သွားရင်ဝက်သားဆိုင်မဲရှိတယ်သူမဆောက်လေသူရေတောက်ပြီးနေလိုက်မယ်အလူကျော်စားပြီးနေလိုက်သူမဆောက်ဒီတိုင်းပဲနော်ကျွန်တော်တို့ဟာနော်ဒီတခုလုံးတော့မယ်လို့ဆိုရင်မလုံဘူးလို့ဆုံးဖြတ်လိုက်ပြီးဆိုတဲ့အခါကျရင်ဘယ်လိုအခြေအနေပဲဖြစ်ကျွန်တော်တို့မလုပ်မလဲမဆောက်ဘူးမလုံဘူးဆိုတဲ့စိတ်အထဲထဲကဖြစ်လာမှာဆိုတော့ကျွန်တော်တို့ကဒါကိုလုပ်ရမှာနော်ကိုဘောကတိုးတက်ရေးအတွက်နော်ကျွန်တော်တို့ရဲ့ဒီနော်ဒီဘာပြောမလဲဒါကကျွန်တော်တို့ထင်တယ် နော်လောလောစာပြီးလုတ်တဲ့ခါဘယ်လုတ်ပဲဖြစ်ဖြစ်လောကခက်တယ်ထင်တယ်ဥပမာဆိုမှာရိုးဟဲပေါ်လို့ကြည့်ပါစာပြီးရောက်တော့နော်ကျွန်တော်သူ့ပြောဒိုတီဖို့လို့ပြောတဲ့ခါအာဒိုတီပါညာလုတ်တယ်အခုကျတော့ဗာဒိုတီနဲ့ဝင်နေရတာသူဘာဖြစ်လာလဲပျော့လာစာပြီးလုတ်တဲ့ခါမှာသူကဘာလုတ်လဲခက်တယ်ဒါကဘယ်လုတ်ပဲဖြစ်မနေ့စောကြီးစာပြီးထားဖို့ဆိုရင်ခက်တယ်မနေ့ထိုင်တော့ရေချိုးဖို့ခက်တယ်ဟောဂျီကိုကြောက်တယ်မနေ့စောကြီးမချိုးခြင်းနောက်ပိုင်းဘာဖြစ်လာလဲမနေ့ထိုင်ရေချိုးရမှာပျော်လာတော့တာသူကနော်ဒါကျွန်တော်တို့အကျင့်ပဲ နော်ဒါတော့အဲ့တော့ကောင်းတဲ့အကျင့်တကူကျွန်တော်ကစပြီးလုပ်ယူရတယ်နော်နည်းနည်းနဲ့လုပ်ယူရတယ်လုံရင်လုပ်ရင်လည်းသူ့အတူမကောင်းတဲ့အကျင့်တွေသူ့အတူပျောက်သွားတယ်နော်အဲ့ဒီထဲမှာအင်အားကျွန်တော်တို့ကိုအတွင်းတဲကအင်အားပေးမဲ့အရာဟာခုနကကျွန်တော်ပြောတဲ့ဟရိကရှနာဂါထာပေါ့ပဲအတွင်းတဲအင်အားပေးမဲ့ဥစ္စာဒါကြောင့်ရှီလာပရုပတ်ကကျွန်တော်တို့မနေ့စောစောထားပါနော်မင်္ဂလာတီလုပ်ပါတရားနာထောင်ပါနော်ဒါဒီအားလုံးပရုပတ်ကကျွန်တော်သင်ထားပြတာဗတိစိတ်ပါ No, chow, तो, paain, leeta, akko, onse, से चौको मैंने पाई सी पी आउं से लेगा कौन सो अगू चलो बिहार में डब्बा सही नहीं नपा सही नहीं बैठी टे आम से छो बस आऊँ टे आम चलो ठेरे आ लो जे एरी आ तो हा लॉ कौट रहा टकू रहा टर्म होना लॉ की माल है को लो वो पी ले सी हाँ प्याशे नामा रो हा प्याशे हो को लो सिक्का छे हा अकर्म सर्म का काम अकाम सर्म का सर्व काम हुआ मोक्ष काम उदार दी त्रिवेना भक्ति युगे ना यजेता पुरुषम परम လောကမှာနော်လောကီမှာကြီးကျယ်အောင်မြင်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့လောကမှာတခုပဲရှိတယ်ပါလေဘုရားကိုခုလို့ရအောင်နော်ဒါကျွန်တော်တို့အားလုံးသိအောင်နော်ဘုရားကိုပြစ်ပယ်ပြီးလုတဲ့အောင်မြင်မှုတွေအားလုံးဟာနော်ရုပ်တရက်နော်ခဏတာအောင်မြင်မှုပဲသူကအပြင်းမအောင်မြင်တော့မှအတွင်းမှာစိတ်ချတော့မရနိုင်ဘူးဆိုတော့ကျွန်တော်တို့ကဘုရားရှင်စီကအင်အားယူရမှာဘုရားရှင်စီကအင်အားယူဖို့ဆိုတာကဘုရားရှင်ရဲ့ဖြူစင်တဲ့တာဝကတွေပြောထားတဲ့စကားကိုကျွန်တော်ကတော့နားထောင် ခက်မယ်အစာပိုင်းမှာခက်မယ်ဒါကလို့ရတာဒါပေမဲ့စရအောင်စရမယ်အဲ့တော့အတွင်းထဲမှာကျွန်တော်တို့အားလုံးကအတွင်းထဲမှာအင်အားရှိဖို့လိုတယ်အပြင်မှာဘလောက်ပဲအင်အားကြီးကြီးနော်အခုတကယ်စီးပွားရေးသမားကြီးတွေတိုက်ပွားခုံချပြီးတည်သွားတာလို့ဘာလို့ညာလို့ဘာလို့လဲအထက်ထဲမှာအင်အားရှိလို့ကျွန်တော်တို့အထက်ထဲမှာအင်အားရှိအောင်နော်ဒါကြောင့်နော်အထက်ထဲမှာအင်အားရှိမှအခုနပြောတဲ့နော်ဓမ္မရဲ့6ရောက်4ချောင်းပေါ့အစတ္တပါဒယာစုံချက် နော်မမှန်ကန်ဘဝမှာမမှန်ကန်ကအတွင်းမှာလည်းဖြူစင်ရမယ်အပြင်မှာလည်းဖြူစင်ရမယ်တန်ချင်းရမယ်စတ္တယနော်တပ္ပဥနာကျွန်တော်ပြောတယ်ချိုးချံခြင်းကိုကျင့်ရမယ်မလုံချင်တာကိုလုပ်ရမယ်နော်ကြောင်းသားတယောက်ကမနဲ့မထချင်ဘူးထစာမချက်ချင်ဘူးကျက်ကစားခြင်းနဲ့မစားနဲ့နော်အစားတော့ကိုအများကြီးစားခြင်းနဲ့ short စားသူကတကယ်အောင်မြင်တဲ့ကြောင်းသားတယောက်ဖြစ်ရင်မလုံချင်တာကိုသူဘာလို့လုပ်လုပ်ရအဲ့လိုတစ်နှစ်အမှန်ကန်စူးစမ်းလိုက်ပါဖြစ်သွားရင်လေသူက ဘဝတစ်ခုလုံးမှကောင်းသွားအဆောင်ဖြစ်သွားပြီပဲလို့ဖြစ်လာမယ်အဲ့ဒီခါကျဟုတ်လားတကယ်စူးစမ်းလိုက်ကျွန်တော်လည်းဒီလိုပဲလူဘဝမှာတကယ်စူးစမ်းလိုက်ပြီလို့ဆိုရင်ဟုတ်လားအားလုံးအတွက်ကောင်းသွားတဲ့အနေအထားတစ်ခုရောက်လာဟုတ်တယ်ချိုးချံမှုကိုကျင့်ရမယ်ဟုတ်စတ္တတပဒယာစိတ်ထဲမှာမေတ္တာတရားဆိုလို့ဆိုအများနဲ့နှလုံးသွင်းရမယ်ဟုတ်ငါစားခြင်းတော့စားလို့မရဘူးငါကရုဏာတရားရှိရမယ်ဟုတ်တနာတရားတနာစရာတတ္တဝါတွေအသားကိုငါမစားသင့်ဘူး မေတ္တာနဲ့ကြည့်ရမယ်။နော်စားတဲ့ဗကန်ထဲမှာရောက်လာတဲ့ပစ္စည်းတစ်ခုကိုဒါမေတ္တာနဲ့ရှိလားမရှိလားကြည့်ရမယ်ကျွန်တော်တို့ကနော်ဒါမရှိဘူးဆိုရင်ဒါပါလဲအစားနဲ့နော်စုံချံတန်ရှင်းမှုရှိရမယ်။နော်စိတ်ထဲမှာလည်းတန်ရှင်းရမယ်အပြင်ပိုင်းခန္ဓာကိုယ်လည်းရေချိုးရမယ်တန်ရှင်းရမယ်။အဲ့ဒီ၄ခုဓမ္မရဲ့အခြေခံ၄ခုပေါ့ဒါ။နော်ဒါကိုလိုက်နာမယ်။ပြီးတော့ဒါတွေအားလုံးကိုရလာဖို့အတွက်ဘုရားရှင်နာမတော်ကိုနော်ရွတ်ဆိုမယ်။ ဘုရားရှင်ကိုအလုံကျွေးလုံမယ်လို့ဆိုရင်ကျွန်တော်တို့ဘဝတွေကတဖြည်းဖြည်းပါဖြစ်လာတယ်တိုးတက်လာတာကိုကျွန်တော်တို့တွေ့ရတယ်နော်ပြီးတော့ဒီလိုမျိုးတိုးတက်ဖို့ဆိုတာကလူတိုင်းလူတိုင်းရတဲ့ကိစ္စမဟုတ်ဘူးလားမကောင်းဘူးလူတိုင်းလုံနေကြတယ်နော်အခုနကျွန်တော်တို့ပြောတဲ့လမ်းကြောင်းကိုတက်ဖို့ဆိုတာကအင်မတန်ကံကောင်းတဲ့လူပဲဒါကိုရတာနော်ဒါကိုကျွန်တော်သိရနော်ဒါကံကောင်းလို့နော်အခုဒီအိမ်မှာဆိုရင်ဒါနော်ဟို တာမန်တော်ရဲ့အိမ်မှာဆိုရင်ဒါကံကောင်းလို့ဒီလိုတရားကိုဒီမှာနာခွင့်ရတာဒါကံကောင်းတယ်ကံကောင်းလို့ကျွန်တော်တို့ကပရိစိတ်ခွင့်ရတယ်လူတိုင်းပရိမစိတ်ဘူးနော်လူတိုင်းတတ်တော်လို့စားမှာမဟုတ်ဘူးဒါကံကောင်းတဲ့သူပဲဘုရားရှင်နဲ့နှိစပ်မှုတွေကရအောင်အဲ့တော့ကျွန်တော်တို့ကကိုယ့်ကိုယ်ကံကောင်းလို့လူတွေပြောတယ်မလားဟိုဘာလဲကျွန်တော်တို့ဒီဘေးရင်ဆရာကြီးတွားပြီးတော့ဓာတ်ရိုက်တတ်ဆင်လို့ဆရာမလို့ဘူးနော်အကောင်းဆုံးရည်ရတာပဲသူ့ဘဝရဲ့အကောင်းဆုံးရည်ရတာ ။ဟောခုနကျွန်တော်ပြောတဲ့စီကလေးခုကိုလိုက်နာဒါဟာလူဘဝရဲ့အကောင်းဆုံးယရိယာပဲ။ဒီယရိယာကိုခြေလိုက်ခြင်းအမြဲပါဖြစ်လာလေ။အတိတ်ဘဝကမကောင်းတဲ့အကုသိုလ်တွေအကုန်လုံးပြတ်သွားတယ်။ဒါကောင်းဒါမှမဟုတ်ဒါရတဲ့ဆင်သွားလို့ရမှာမလို့တော့။ကိုယ့်ကိုယ်ကိုကံမြင့်လာအောင်ကိုယ့်ကိုယ်ကံတက်လာအောင်ဒီယရိယာခြေရမယ်ဒါပဲ။ဟောအဲ့ဒါဆိုရင်ကံမြင့်လာပြီသူက။ဟောချမ်းသာခြင်းကိုကျွန်တော်တို့ရလာ။ဆိုအားလုံးကျေးဇူးတင်ပါတယ်။ Hare Krishna. Hare Krishna.